မြန်မာနုပညာလောကမှာထင်ရှားအောင်မြင်တဲ့သူထူးခြားတဲ့သူတွေအကြောင်းပတ်စင်တင်ဆက်ပေးနေတဲ့ SK စီစဉ်ကနေကြိုဆိုပါရခင်ဗျာကျွန်တော်စိုးရိမ်တိုင်းမှာမြန်မာပြည်ဂီတလောကမှာချစ်ဆန်းမောင်ဆိုရင်မသိသူမရှိပါဘူးလီဂီတာကိုမော့အောင်လောက်အောင်တီးတတ်တဲ့ချစ်ဆန်းမောင်ရဲ့သမီးငယ်ငယ်ငယ်လေးဟာသူ့ဖေချီယာကိုလိုက်နေတော့မှာပါသူ့ရဲ့ပထမဆုံးချင်းအဗန်တစ်ခုထွက်ရှိထားပြီးမို့ကမာယူပရိသတ်ကိုငယ်ငယ်လေးနဲ့မိတ်ဆက်ပေးဖို့အတွက်မမေသူဆိုကအခုလိုတောင်းရောက်တွေ့ဆုံထားပါတယ်

ဂီတာချစ်ဆန်းမောင်ရဲ့တမီးအငယ်ဆုံးလေးဖြစ်တဲ့ငဲငယ်လေးကတော့ငယ်စဉ်ကတည်းကဖခင်ဖြစ်သူနဲ့ဖျော်ပြပွဲတွေလိုက်သွားနေကြမှုတချင်းတန်စင်တွေနဲ့နီးစပ်ခဲ့သူပါအသက်၃နှစ်ခွဲလောက်ကတည်းကတချင်းဆဆူခဲ့တာလည်းဖြစ်ပါတယ် အသက်3နှစ်ခွဲလောက်မှာပေါ့နော်ဘဘိုးစောပွင့်မှုရဲ့ဆန်းနေပြင်ပိုင်းအလေးအမတ်တရနေနဲ့တရှင်းတဖို့တက်ဆိုမှုပါတယ်ပြီးရင်ဟိုငန်းနေ6နှစ်လောက်တော့ပေါ့မိမိပခက်လွဲဆိုရင်တရှင်းလေးလည်းအဲအခွေထဲမှာစိုးမှုရဲ့ပေါ့နော်ပြီးတော့ငယ်လေးအဲ့ငယ်ငယ်လေးကတည်းကပါပဲဖျားချောင်းနေမှာဟိုဖျားချောင်းရှိုးရှိရင်ငယ်လေးတက်ဆိုလိုက်တယ်ဟုတ်ကဲ့ပါ အသက်၃နှစ်ခွဲလောက်ကစပြီးတချင်းဆိုခဲ့တဲ့ငဲငယ်လေးဟာအသက်၆နှစ်လောက်မှာတော့အယ်ဗန်ထုတ်ဖို့အိမ်မက်ကိုမက်ခဲ့ပေမဲ့သူဟာကြောင်းတစ်ဖက်နဲ့မှအိမ်မက်ကိုခဏဆိုင်းငံ့ထားခဲ့ရပါတယ် မကြသေးခင်ကမှ သူ့ရဲ့ပထမဆုံးအယ်ဘမ်ဖြစ်တဲ့အိမ်မက်နဲ့စိတ်သက်ထွက်ရှိခဲ့တာပါအခုအယ်ဘမ်ကတော့ငယ်လေးအသက်6နှစ်လောက်ကတည်းကပေါ့နော်လည်းငယ်စနေလောက်ကလေးကဟိုလုတ်ခဲ့တယ်။ဒါမဲ့အကြောင်းအကြောင်းလေးရှိတယ်အချိန်ရောင်းရောင်းပေါ့ဟိုလုတ်ခဲ့တဲ့တလပိုင်းလောက်မှပြန်ပြီးမှအစပြတ်တာပါဟုတ်ကဲ့ပါဟုတ်ပါ။ဒီ album album ဒီ album ကဆိုရှင်ဘာလို့ sí, bueno, y cuando hay que sumar el palo, y si mire, pero también hay que cuidar. အဲဒီလိုက်တဲ့ချင်းကနံပါတ်73မှာထည့်တာနောက်ဆုံးပုံပေါ်တော့အဲခေါင်းစဉ်ကဂျီနပ်ပါတယ်တဲ့အဂျီနပ်ဂျီနပ်ပါတယ်ပေါ့အဲ့ဒီချင်းကိုငယ်လေးကရေးတဲ့ပပဟာမိုနီဆိုထားပေးရပေါ့နော်အဲအဲ့ဒီချင်းလေးအကြောင်းအရာဘယ်လိုပြောမလဲအခစ်ဒီဇိုင်းမှာပဲဟိုကောင်မလေးဖြစ်အပတ်ကပဲဖြစ်ဖြစ်ကောင်လေးပတ်ကပဲဖြစ်ဖြစ်ဟိုဟိုကောင်မလေးရထားသွားလို့ပေါ့နော်ကောင်လေးရထားသွားလို့ ဟိုကျင်းတ်ပါတယ်ပေါ့အဲ့လိုမျိုးလေးပါပဲဟုတ်ကဲ့ကိုရိုင်းရေးထားတဲ့တချင်းတပုတ်ပါဝင်နေဆိုတာတကယ်တော့မထူးဆန်းလာပါဘူးသူကငငယ်လေးတွေကတချင်းတွေကိုအမြဲတမ်းရေးဆက်နေသူလည်းဖြစ်ပါတယ် ချင်းကငယ်လေးကရေးတယ်ငယ်လေးရေးခဲ့ငယ်ငယ်လေးကလည်းရေးပေါ့နော်အဲဟို3နဲ့4နဲ့လောက်ကလေးကစရေးပြီဟိုအချစ်တချင်းမဟုတ်အောင်ကြောင်းတချင်းလေးပေါ့ဥပမာတကယ်လို့ဆ iam မတွေကိုစိတ်ဆိုးရင်ဆ iam မကိုစိတ်ဆိုးတဲ့တချင်းအကြောင်းရပါအဲ့လိုမျိုးလေးရေးခဲ့ဘူးတယ်ဟုတ်အဲနောက်ပိုင်းကျတော့ဟိုငယ်လေး7နှစ်7နှစ်လောက်အာစစလုံးနဲ့ဝင်ချင်ပါတော့အဲ့လိုမျိုးရောဟိုလော့ဆောင်လေးစရေးပါတယ်ဟုတ်အဲ့တချင်ရရေးဖြစ်ပါတယ် တချင်းအယ်ဘန်ထုတ်ဖို့ကြိုးစားနေတော့မှပင်မန်းလို့လို့လက်လျှော့ခြင်းနဲ့အခိုက်အတန့်ဖြစ်သွားချိန်မှာတော့ငင်းငယ်လေးရဲ့ဖခင်ဖြစ်သူချစ်စမ်းမောင်ဟာအမြဲတမ်းခွန်အားဖြစ်စေခဲ့တယ်လို့လည်းရှင်းဖွင့်ခဲ့ပါတယ်။သူပညာအသေးရတော့ကျောင်းနဲ့ကြိုင်ဆိုင်လို့ပြောလို့ရမယ်။ဟိုဘဘကတော့ငယ်လေးကို support အရန်လုပ်ပါတယ်။ဟုတ်အရန်ပံ့ပိုးပေးတယ်။ဘာလို့လဲဆိုတော့ဟိုငယ်လေးကိုဟိုအောင်မလျှော့နဲ့ပေါ့။ နင်လုံနိုင်တယ်နင်ငယ်လေးကတခါကြရဲ့ဇွဲလျှောလိုက်တာဟိုတချင်းဆိုတာတွေကတချို့တချင်းတွေဆိုရင်အရင်မောတယ်ဆိုရပြီးရင်ခဏခဏပြန်စုခိုင်းရင်ဘဘွားဟိုနေရအောင်ထင်တယ်ပြောတယ်ဆိုတော့အားမလုံနဲ့နေကြရဲနင်ဆိုလိုက်လိုက်ငါယုံကြည်တယ်အဲတော့အဲ့လိုမျိုးလေးခွန်အားတွေခဏခဏပြီးရပေါ့ပြောရရင်တခွေလုံးနှီးပါပါပဲအရင်ခွန်အားပြီးပါတယ်ဟုတ်ကဲ့တချင်းအယ်ဘမ်ထွက်ရှိဖို့ကြိုးစားရင်ခွန်အားတွေလိုနေတဲ့ငဲငယ်လေးဟာပရိသတ်တွေကိုလည်းစိတ်သက်ခွန်အားတွေရရှိခြင်းသူပါ အိမ်မက်နဲ့စိတ်တဲ့တခြင်းကတော့ကိုတုံးဘူးရေးပေးတာပေါ့နော်အဲ့တခြင်းကဟိုနားထောင်တဲ့ပြည်သက်တွေကိုပေါ့ခွန်အားပေးတယ်လို့ဖြစ်ချင်တယ်ပေါ့ဘာလို့ဆိုတော့ငယ်လေးကိုယ်တိုင်ကလည်းခွန်အားလိုတယ်လေဒီအခွေတွေဒီတခြင်းပေးကိစ္စနဲ့ပတ်သက်လို့ stress တွေနဲ့များတော့ဟိုခွန်အားရရစီမဲ့တခြင်းလေးလည်းဖြစ်စီချင်တယ်အဲအကြောင်းခေါင်းစဉ်ပြလိုက်တော့ပါဟုတ်ကဲ့ ငင်းငယ်လေးပြောပြတဲ့သူ့ရဲ့ဂီတာဆိုတာကတော့ငင်းလေးကဟို 7B ခဏတက္ကသိုလ်ရှာနေရပေါ့အဲတက္ကသိုလ်ရှာနေတဲ့အချိန်မှာငင်းလေးဟို music ဘက်ကိုအားဆိုင်လိုက်တယ်ဒါပေမဲ့ခဏပဲလို့လှုပ်ထားပေမဲ့အခုဘလို့ဖြစ်သွားလဲဆိုတော့အခုငယ်လေး music ဘက်ကိုပဲပိုပြီးအားဆိုင်ဖြစ်မှာပါပညာရေးကြတော့ပညာရေးကြတော့ပညာရေးလည်းဆက်လုပ်ဖြစ်မယ်ဒါပေမဲ့ဟို music ဟိုပြီးရင်ပေါ့နော်ဟုတ်ကဲ့ပါ music ကိုအရင်ပထမထားဖို့ငယ်လေးလှုပ်ထားပါတယ်

ားခင်ဖြစ်သူချစ်ဆန်းမောင်တို့ကြိုးစားထားတဲ့အမှုပညာကိုပြိသက်တွေခန်းစားပေးကြဖို့ကိုလည်းဆန္ဒရှိနေပါတယ်။အာအမှုပညာငယ်လေးသူတွေမှာတရားခံလို့ရှိရလေဆိုတော့ငယ်လေးငယ်ငယ်လေးဆိုတာရှိနေသေးတယ်ငယ်လေးအမှုပညာကိုဆက်ပြီးမှကြိုးစားနေဦးမှာပါဆက်ပြီးမှဖန်တီးနေဦးမှာပါလို့ဟုတ်ကဲ့။ငယ်လေးခံယူထားတဲ့အမှုပညာဆိုတာကိုကိုယ်တိုင်ခံစားမယ်ကိုခံစားရတဲ့အရာတွေကိုဟိုပြိသက်တွေကိုမျှဝေမယ်အဲပြီးရင်သူတို့ကျင်းအာရုံမှုပြီးမယ်ပေါ့ ပြင်ငယ်လေးလဲသူတို့ပရိသတ်တွေအပေါ်ကိုဘယ်လိုပြောမလဲမေတ္တာထားပြီးတော့အမြဲတမ်းရှေ့ဆက်နေမယ်ပေါ့အဲ့လိုအနုပညာဆိုတာတော့ငယ်လေးတော့ကတော့ပရိသတ်ပါပဲဟုတ်ကဲ့